မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ20ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စကမ်းသိပ်တိုက်ပွဲသတင်းကတော့ပဲခူးတိုင်းတောင်ငူမြို့နယ်ဝက်ခေါက်စိန်ကျေးရွာစာတင်ကျောင်းမှာအခိုင်အမာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့စကမ်းကိုဝင်ရောက်စီးနှင်းတိုက်ခတ်ရာအကြမ်းဖက်စစ်ကောင်စီတပ်သားများထွက်ပြေးသွားပြီးလက်နက်များကိုတင်စီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မေလ19ရက်နေ့မနက်3:00နာရီအချိန်မှာဝက်ခောက်စင်ကျေးရွာရဲ့စာတင်ကျောင်းမှာကရုတ်ကျင်းများကိုတိုးပြီးတော့အခိုင်အမာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့စခန်းကိုဝင်းရောက်စီးနှင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားများအလုံးစခန်းကိုဆုံးခွာပြီးတော့ထွက်ပြေးသွားတယ်လို့သိရပါဗါတယ်။အဲ့ဒီစခန်းအတွင်းကနေပြီးတော့60မောင်းမှ10လုံးနဲ့တခြားဆက်ဘက်ဆိုင်ရာပတ်သက်တဲ့ပစ္စည်းများအလုံးကိုတင်စီရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်စကမ်းသိမ့်တိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်ဖားပွန်ဒေသမှာရှိတဲ့စစ်ကောင်စီရဲ့ကြောက်ညက်ဝလူစကမ်းကိုနေ့စဉ်နေပါပြစ်ခတ်တိုက်ခိုက်နေတာကြောင့်မေလလာဇန်းပိုင်းမှာစကမ်းကိုဆုံခွာထွက်ပြေးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်ဖာပေါ်ဟာ KNU တပ်မဟာ၅စစ်ရေးလှုပ်ရှားရနေမြေဖြစ်ပြီးတော့အဲ့ဒီစခန်းကိုနေ့စဉ်နေပါတွားရောက်တိုက်ခိုက်နေတယ်လို့ တမဟာ9ရဲ့ပြောရေးဆိုခွင့်ရှိသူဘုံမူကြီးစောကလေတို့ကပြောပါရယ်နောက်ဆုံးကြတော့အဲ့ဒီစစ်ကောင်စီတွေကမခံနိုင်လို့သူတို့ရဲ့စခန်းကနေပြီးတော့ဆုံခွာထွက်ပြေးသွားကြရတယ်လို့ဘုံမူကြီးစောကလေတို့ကပြောဆိုခဲ့ပါရယ်ကြောက်ညက်ဝလူစခန်းကိုထွက်ပြေးသွားကြတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာတာဘလူကျိုးတပ်စခန်းမှာတွားရောက်ပြီးတော့အင်အားပူးပေါင်းကြတယ်လို့ဘုံမူကြီးစောကလေတို့ထံကနေပြီးတော့သိရပါရယ် ပြီးခဲ့တဲ့2022ခုနှစ် AP လကုံပိုင်းကဖာပွန်ဒေတာထိုင်းနိုင်ငံနယ်စပ်အနီးတန်လွယ်မြေဘေးမှာရှိတဲ့ကြောင်ရက်စခန်းကို KNU တပ်မဟာ9ကတိုက်ယူခဲ့တယ်လို့သိရပါဗျ။အခုလာဇာမိုက်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေစွန့်ခွာခဲ့ရတဲ့စခန်းကတော့တန်လွယ်မြေဘေးကနေပြီးတော့အတွင်းပိုင်းကျတဲ့ဒေတာခေါ်ကြောင်ရက်ဝလူစခန်းဖြစ်တယ်လို့သိရပါဗျ။ဖာပွန်ဒေတာအတွင်းမှာကာလရှည်ကြောင်နေရာယူတပ်ဆွဲထားတဲ့စစ်ကောင်စီရဲ့တပ်စခန်းတွေဟာဝင်းရံပိတ်ဆို့တိုက်ခိုက်ခံရတာလနဲ့ချီပြီးတော့ရိတ်ခါလမ်းကြောင်းဖြတ်တောက်ခံရတာတွေကြောင့် တပ်စခန်း၈ခုထက်မနည်းရုတ်သိမ်းသွားတယ်လို့ KNU တပ်မဟာ9ရဲ့အချက်လက်တွေအရသိရှိရပါတယ်။ဖားပေါ်မြို့ပေါ်မှာလည်းစစ်ကောင်စီတပ်တွေစုခွာထွက်ပြေးကြရပြီးတော့မြို့ကို KNU ကဆက်လက်ထိန်းသိမ်းထားတယ်လို့သိရပါတယ်။မြို့ပြင်မှာတော့စစ်ကောင်စီရဲ့အခြေကျစစ်ဗျူဟာနဲ့ချင်းလင်းတိုင်ရင်တိုင်ရင်ချင်းမြန်တိုင်ရင်၃ရင်းတည်ရှိပါတယ်။ အဲ့ဒီတဲကအမှတ်79ချင်းလင်းတရင်နဲ့အမှတ်433ချင်းမြတရင်တွေကိုပြီးခဲ့တဲ့ AP လာအတွဲမှာ KNU ဦးစီးတဲ့ပူပေါင်းတပ်ဖွဲ့တွေကတင်ယူနိုင်ခဲ့ပြီးကြန့်ရှိတဲ့တရင်တွေကိုဝင်းရံပိတ်ဆို့ထားတယ်လို့သိရပါဗျ။ဝင်းရံပိတ်ဆို့ထားတဲ့ခမရ340ခမရ341တရင်တွေကိုတိုက်ခိုက်ရမှာနေရာတချို့တဝက်ကိုတင်ယူထားနိုင်ပြီလို့တမဟာ9ရဲ့ပြောရေးဆိုခွင့်ရှိသူဘုံမူကြီးစော့ကလေးတို့ကအတိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်မျိုးသိမ့်တိုက်ပွဲသတင်းကတော့ချင်းပြည်နယ်တွန်းဆန်မြို့မှာရှိတဲ့ရဲစခန်းနဲ့စစ်ကောင်စီတပ်စခန်းများအားလုံးကိုချင်းပြည်တော်လှန်ရေးအစိုးရတပ်များကသိမ့်ပိုက်ပြီးတော့နယ်မြေရှင်းလင်းရေးတွေလှုပ်ဆောင်နေပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့မေလ20ရက်နေ့ ချင်းပြည်နယ်တွန်းဆန်မြို့နယ်ကြည်ခါမြို့မှာရှိတဲ့စစ်ကောင်စီတပ်စခန်းကိုချင်းပြည်အစိုးရတပ်များဖြစ်ကြတဲ့ CNA CDFS ပူးပေါင်းတပ်ဖွဲ့များကတိုက်ပိုက်ခဲ့ပြီးတဲ့နောက်မှာတွန်းဆန်မြို့ကိုလည်းချင်းပြည်နယ်တော်လိုင်းရေးအစိုးရတပ်များကဝင်ရောက်ခဲ့တယ်လို့သိရပါဗါတယ်တွန်းဆန်မြို့ရဲစခန်းနဲ့တပ်စခန်းများအလုံးကိုတိုက်ပိုက်ရရှိခဲ့ပြီးဖြစ်ပြီးတော့နယ်မြေရှင်းလင်းရေးတွေလှုပ်ဆောင်နေပြီလို့သိရပါဗါတယ်တွန်းဆန်မြို့ထဲမှာရှိတဲ့ခလာရ269တပ်ကုန်းနဲ့ ရဲစခန်းကိုတင်ပိုက်ပြီးပါပြီအခုနယ်မြေရှင်းလေးတွေလုပ်နေကြတယ်ဇက်အာအေနဲ့စစ်ကောင်စီကပျောက်ကြားဆက်နေတဲ့ပြစ်ခတ်နေသေးတယ်ကိုဗစ်စင်တာနဲ့နတ်တလာမှာစစ်ခွေးတွေနဲ့ဇက်အာအေတချို့နေရာယူထားတယ်လို့ပြောတယ်အဲဒါကြောင့်နယ်မြေရှင်းလေးတွေလုပ်နေတော့မဲစိုးရောက်တော့မဖြစ်သေးဘူးလိုက်ရှင်းနေတော့မဲစခန်းတွေကိုတော့အကုန်တင်ပြီးပါပြီလို့ CNF CNA သတင်းအရင်းမြစ်ကပြောဆိုထားပါတယ်မေလ15ရက်နေ့ကနေစတင်ခဲ့တဲ့လက်ရှိတွန်းဆန်မြို့ဒိန်တိုက်ပွဲများအတွင်းမှာစစ်ကောင်စီတပ်ဖက်ကတိုက်ဆုံမှုများပြားပြီးတော့အရှင်ဖမ်းဆီးရမိသူတွေလည်းရှိတယ်လို့သိရပါတယ် စစ်ကောင်စီကလေကြောင်းကနေပြီးတော့လက်ရောက်ဘုံကျဲမှုတွေလည်းရှိတယ်လို့သိရပါတယ်။ပြည်သူများဟာလည်းတိုက်ပွဲများနဲ့လေကြောင်းတိုက်ခိုက်မှုများကြောင့်ထွက်ပြေးတိမ်းရှောင်နေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တရချောင်းမြို့နယ်ကျွဲမင်းကုန်းရွာမှာကရင်အမျိုးသားလုံးမြောက်ရေးတပ်မတော် KNL ပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့တွေနဲ့စစ်ကောင်စီတပ်တို့ကြားမှာတိုက်ပွဲတွေဖြစ်ပွားနေပြီးတော့နေအိမ်တွေမီးလောင်ပျက်စီးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့မနက်9နာရီခန့်ကကျွဲမင်းကုန်းရွာနဲ့ကနက်သီရိရွာကြားမှာတော်လိုင်းအင်အားစုတွေနဲ့စစ်ကောင်စီတပ်တွေအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးတော့မကြာမီမှာပဲကျွဲမင်းကုန်းရွာတွေကနေပြီးတော့မီးခိုးလုံးတွေတက်လာတာကိုတွေ့ခဲ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။ပစ်ခတ်တံတွေကြားတာနဲ့ အိမ်တွေမပါဖို့အသက်တွေမပါဖို့စူတောင်းနေတာ ဆူတောင်းမပြည့်ခဲ့ဘူးလို့ဒေသခံအမျိုးသားတို့ကပြောပါရတယ်။နှစ်ဖက်ပြစ်ခတ်မှုတွေဖြစ်ပွားနေတဲ့အချိန်မှာစစ်ကောင်စီရဲ့တပ်စခန်းတွေနဲ့စစ်သည်မော်တွေကနေပြီးတော့လက်နက်ကြီးတွေပြစ်ခတ်ခဲ့တယ်လို့ဒေသခံတွေကဆိုပါရတယ်။ကျွဲမင်းကုန်းရွာကနေအိမ်တွေမီးလောင်ပျက်စီးမှုဟာလက်နက်ကြီးကြီးကြားရောက်ပောက်ကွဲပြီးတော့မီးလောင်တာဒါမှမဟုတ်စစ်ကောင်စီတပ်သားတွေမီးရှို့ဖျက်ဆီးမှုကြောင့်လားဆိုတာကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ဒေသခံတွေကပြောပါရတယ်။ကနအူးအတိပြုတ်ချက်အရာကျွဲမင်းကုန်းရွာကနေအိမ်နှဆောင်မီးလောင်ပျက်စီးခဲ့ရတယ်လို့သိရပြီးတော့နောက်ဆက်တွဲအခြေအနေကိုတော့ဆက်လက်စုံစမ်းနေသေးဖြစ်တယ်လို့သိရပါရတယ်။ပြီးခဲ့တဲ့စနေနေ့ တနင်္ဂနွေနေ့တွေမှာလဲဖျားကိုးစုဖုန်ကြီးကျောင်းတောင်ကျေးရင်းမှာရှိတဲ့နေအိမ်တွေနဲ့ကနတ်တီတီရွာကနေအိမ်တချို့မီးလောင်ပျက်စီးခဲ့ရတယ်လို့အဲ့ဒီဖုန်ကြီးကျောင်းမှာနေတဲ့ကျောင်းတိုင်ဆရာတော်နဲ့ဒေသခံတွေစီကသိရပါဗါတယ်အဲ့ဒီဖုန်ကြီးကျောင်းမှာရှိတဲ့ရက်တော်မူဗုဒ္ဓဆင်းသူတော်အပါဝင်တခြားဆင်းသူတော်တွေလည်းအများပြတ်ပျက်စီးသွားတယ်လို့ကျောင်းတိုင်ဆရာတော်နဲ့ဒေသခံတွေကပြောပါဗါတယ်ဘုံငွေရန်ငွေတွေထိပြီးတော့ရွှေတင်ငန်းတော်တွေလည်းကွာကုန်တယ်စင်းနုတော်ကလက်တွေဆိုရင်လည်းပျက်စီးကုန်တယ်သူတို့ပြောတော့အမျိုးပါတာသာသနာဆိုအခု ဖះเจ้าတွေဘုန်းကြီးเจ้าတွေပြက်စည်းကုန်ပြီလို့เจ้าနိုင်ဆရာတော်ကပြောပါတယ်။အာနာသိန်းစစ်ကောင်စီတက်ရဲ့တိုက်ခိုက်မှုတွေဟာဘုန်းကြီးเจ้าတွေရွာတွေပြက်စည်းလာတယ်မဟုတ်ပဲကလေးတွေရဲ့ရှေးရည်တွေပါပြက်စည်းကုန်ပြီလို့အဲ့ဒီเจ้าနိုင်ဆရာတော်ကပြောပါတယ်။အခုလ16ရက်နေ့ကလည်းကတွဲချောင်းဝမှာအစ်တထဆောက်ထားတဲ့ဖះကိုစုဘုန်းကြီးเจ้าအဆောက်အဦတော်ဝိုက်ကိုလည်း လေရင်နဲ့ဘုံသီးလေးလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီဘုံသီးတွေဟာចောင်းဆောင်ပေါ်ကိုကြက်ရောက်ပောက်ခွဲခဲ့ပြီးတော့အရသာထိခိုက်ဒဏ်ရာရတာမရှိခဲ့ပေမဲ့အဆောက်အဦတွေကတော့ဘုံစားထိမှန်ပြီးတော့ပြက်စီးကုန်တယ်လို့ចောင်းနိုင်ဆရာတော်နဲ့ဒေသခံတွေကပြောဆိုခဲ့ပါတယ်။အခုလ၈ရက်နေ့ကစပြီးတော့ကနတ်သီရီနဲ့အနီးနားကရွာလေးရွာခန့်ကိုစစ်ကောင်စီကကြီးရေလေနဲ့ထိုးစစ်ဆင်တိုက်ခိုက်နေပြီးတော့အဲ့ဒီတိုက်ခိုက်မှုတွေကြောင့်အရသာပြည်သူ၆ဦးသေဆုံးသွားပြီးနေအိမ်အဆောက်အဦတွေလည်းပြက်စီးခဲ့ရတယ်လို့သိရပါတယ်။စစ်ဆောင်ကူညီပေးနေတဲ့သူတွေရဲ့ပြောပြချက်အရာ စစ်ဘေးရှောင်ပြည်သူအရေးအတွက်ဟာလဲထောင်နဲ့ချီပြီးတော့ရှိနေပြီဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ်တရင်ကတော့မွန်ပြည်နယ်တထုံမြို့နယ်နဲ့ကြိုက်ထုံမြို့နယ်မှာရှိတဲ့ခြေရွာများကိုအကြမ်းဖက်စစ်ကောင်စီကလက်နက်ကြီးများနဲ့ပစ်ခတ်ခြင်းကြောင့်ပြည်သူတအုပ်သေးဆုံးပြီးကလင်းငယ်နှအုပ်အပအဝင်ပြည်သူ6ဦးထိခိုက်ဒဏ်ရာရရှိကနေအိမ်များပျက်စီးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မေလ18ရက်နေ့မနက်7:55မိနစ်ခန့်မှာကြိုက်ထုံမြို့နယ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ခလာရ၈တရင် ဘီလင်းတန်တရာကင်းဂိတ်စခန်းကလက်နက်ကြီး၃လုံးနဲ့ပြစ်ခတ်ရာဖိုးဝါတင်ရွာအတွင်းကိုလက်နက်ကြီး၃လုံးကြောက်ရောက်ပောက်ခွဲခဲ့ပြီးတော့ဖိုးဝါတင်ရွာနေအသက်၁၄နှစ်အရွယ်စောထူးကပေါ်ခေါ်စောထူးထူးလက်နက်ကြီးကြီးစံထိမှန်ပြီးတော့ဒဏ်ရာရရှိခဲ့ပြီးနေအိမ်၃လုံးပျက်စီးခဲ့ရတယ်လို့သိရပါဗျ။မေလ၁၈ရက်နေ့ညနေ၄နာရီ၁၀မိနစ်ကနေ၄နာရီ၂၅မိနစ်အထိကိုတထုံမြို့နယ်မှာရှိတဲ့အချမ်းဘတ်စစ်ကောင်စီရဲ့ခမာယာကိုတရင်တပ်စခန်းကဝီယော်တိုက်နယ်မှာရှိတဲ့ခြေရွာများကိုလက်နက်ကြီး၅လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ရာ ထုံးဖို့လေးရွာနာမှာ၃လုံး၃အိမ်စုရွာမှာ၂လုံးကြက်ရောက်ပေါက်ခွဲခဲ့ပြီးတော့၃အိမ်စုခြေရွာကအသက်၄နှစ်အရွယ်နော်ပေါက်ပေါက်အသက်၄၂နှစ်အရွယ်စောပွဲ့ဖိုးနဲ့အသက်၃၅နှစ်အရွယ်နော်ဤဖြူတို့ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့နေအိမ်၃လုံးနဲ့၃ဘိန်းဆိုင်ကယ်တစ်စီးထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်။အလားတူပဲမေလ၆ရက်နေ့ကလည်းတိန်စေရမျိုးအခြေစားအကြမ်းဖက်စစ်ကောင်စီရဲ့အမတ330တိုင်ရင်တပ်စခန်းကလက်နက်ကြီးနဲ့၄လုံးပစ်ခတ်မှုကြောင့် ကြိုက်ထုံမြို့နယ်ဇီးပြောင်းတက်ကျေးရွာထိပ်မှာရှိတဲ့ rubber ချမ်းအတွင်းလက်နက်ကြီးကြီးတလုံးကြောက်ရောက်ပောက်ကွဲခဲ့ပြီးတော့ rubber အစည်းချစ်နေတဲ့အရက်သားအသက်45နှစ်အရွယ်ဦးတန်းအောင်အပြင်းထန်ဒဏ်ရာရရှိခဲ့ပြီးတော့တေဆုံးခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းဂံကောခရိုင်ရဲတပ်ဖွဲ့ကရဲတပ်ဖွဲ့ဝင်တအူးဟာကြီးစံတွေကိုယူဆောင်လာပြီးတော့အလင်းဝင်ရောက်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အလင်းဝင်ရောက်လာသူဟာ9နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့တဲ့အသက်29နှစ်အရွယ်ရဲတပ်သားကျော်စင်ထွန်းဆိုသူဖြစ်ပြီးတော့မေလ19ရက်နေ့ညနေ4နာရီခွဲလောက်မှာကာကွယ်ရေးတပ်ဖွဲ့စီကိုအလင်းဝင်ရောက်ခဲ့တယ်လို့သိရပါဗျ။ဗကြံပြီးကလေးကအလင်းဝင်ဖို့ဆက်သွယ်ခဲ့ပေမဲ့သူ့ဘက်ကထွက်ဖို့အဆင်မပြေတော့အချိန်ကကြာသွားတာပေါ့။ လက်နက်တွေလည်းယူဆောင်လာလို့မရတော့ကြီးစံတွေပဲယူခဲ့ရတယ်။လုံခြုံတဲ့နေရာစီကိုပို့ပေးထားတယ်လို့ Federal Revolution Force ဂန်ဂေါ်တပ်ဖွဲ့ကပြန်ကြားရေးတာဝန်ကပြောဆိုထားပါတယ်။ရဲတပ်သားကြော်စင်ထွန်းဟာ၎င်းနဲ့အတူ 7.62G 63တောက် 5.56G 22တောက် 9mm G 8တောက်စုစုပေါင်းကြီးမျိုးစုံ 62တောင်းကိုယူဆောင်ပြီးတော့အလင်းဝင်ခဲ့တယ်လို့သိရပါဗါတယ်အလင်းဝင်ရောက်လာတဲ့ရဲတပ်သားကျော်စင်ထွန်းဟာစစ်တပ်အာဏာဆသိမ်းကလေးက CDM လုပ်ဖို့စ조사ခဲ့ပေမဲ့အခွင့်အရေးမရှိခဲ့တဲ့အတွက်ကြောင့်အခုမှအလင်းဝင်ရောက်ရတာဖြစ်တယ်လို့စစ်ကောင်စီလက်အောက်မှာဆက်လက်ပြီးတော့လုံခြုံလူစိတ်မရှိတော့တဲ့အတွက်ရအောင်ထွက်ခွာခဲ့တာဖြစ်တယ်လို့အလင်းဝင်လာတဲ့ကိုကျော်စင်ထွန်းကပြောပြပါဗါတယ်ကျွန်တော်တို့ CDM မလုပ်ခင်ကလည်းအဲ့ဒီစစ်ကောင်စီတွေကပြောတယ်မင်းတို့ဟိုဘက်သွားရင်မင်းတို့ကိုမယုံဘူးသူတို့ကတပ်ပစ်မယ်လို့ပြောတာတွေရှိတယ်အခုချိန်ထိ CDM မလုပ်တဲ့သူတွေကိုလည်း CDM လုပ်စေချင်ပါတယ် သူတို့မကောင်းတာတွေလုပ်နေတာဆိုတာကိုသိပြီးတော့စစ်အာဏာရှင် လက်အောက်မှာဆက်ပြီးတော့အလုံးမလုံးကြဖို့ကိုပြောချင်ပါတယ်လို့သူကပြောဆိုခဲ့ပါတယ်။ Federal Revolution Force ဂန်ဂေါ်တပ်ဖွဲ့စည်းကိုအလင်းဝင်ရောက်လာတာဟာ၃ဦးရှိပြီဖြစ်ပြီးတော့လက်နက်ယူဆောင်လာတဲ့သူတွေကိုစုငွေကျပ်သိန်း90ချီမြင့်တယ်လို့လက်နက်မပါတဲ့သူတွေကိုလည်းထိခိုက်မှုတစုံတရာမရှိအောင်လို့အာမခံပေးထားတာမျိုးတွေလှုပ်ဆောင်ပေးတယ်လို့အဲ့ဒီအဖွဲ့ကပြောဆိုခဲ့ပါတယ်။ ကြံရှိနေသေးတဲ့စစ်ကောင်စီတပ်သားတွေအနေနဲ့မြို့သိမ်းတိုက်ပွဲတွေမဆင်နွှဲခင်မှာပြည်သူရင်ခွင်ထံကိုခိုလုံလို့ရတယ်လို့နီးစပ်ရာအဖွဲ့အစည်းတွေစီကိုအလင်းဝင်မဲ့မြည်သူကိုမဆိုးအမြဲတမ်းကြိုးစုံနေတယ်လို့ပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ